Rich Science ရမှာ MMK ရေးသားသည့် The Far Pavilion ဆောက်ကိုဆရာများတန်းတဲ့ဘာသာပြန်ဆိုသည့်ရှေးပြည်တော်မြော်တိုင်းဝင်းအခန်း63ဘာဖြစ်လို့ခုမှကတ်ပြီးအကြောင်းကြားရတာလဲဗျတကယ်ဆိုစောစောစီးစီးကကြိုပြောပါလားဒါတက်တက်မဲ့ကျွန်တော်တို့ကိုစော်ကားတာဘော်ဒီကစိတ်ဆိုးဆိုးဖြင့်អော်သည်ဝီလျံကဒီလိုလည်းမဟုတ်ပါဘူးကွာတို့မှမျက်ရည်သမားတွေတက်တက်ပါလာတယ်ဆိုတာသူတို့တိတော့သူတို့အညီနဲ့ဒုမြင့်စာအတွက်ဘာရှာပေးเสียရရှိတယ်လေ ာတော့မှသူတို့တတ်နိုင်တဲ့လောက်တော့ရှာပေးပါသေးတယ်။တို့ကိုအမှုရမ်းတွေအလကားပေးထားတယ်။တို့ရောက်ကာစမှာအတီကြကြမဖြစ်သေးဘူးဆိုပြီးညင်းစာတွေလည်းပေးခဲ့တာပဲ။ခုတော့တို့လည်းဒီမှာနေသားကြသွားပြီမဟုတ်လား။ဒါကြောင့်တို့ဘာသာတို့ရှာဖို့အကြောင်းကြတာဖြစ်မှာပေါ့။ဟုတ်တော့ဟုတ်ပါလေလေ။ဒါပေမဲ့စောစောအကြောင်းကြတော့တို့တို့မှာဘာအပန်းကြည့်မှာမို့လဲဗျ။ခုလိုကပ်ပြီးမှအကြောင်းကြတော့ခတ်တာပေါ့။အချိန်ရပါသေးတယ်ကွာ။တို့မှာမြင်းစာနှစ်ရက်စာလောက်ကြံသေးတယ်မဟုတ်လား။ ို့မျက်ရည်သမားတွေဘယ်နှမှာတောင်းရရမယ်ဆိုတာကိုလည်းဘုံမှုကာဗက်နာတွေနဲ့ငါညှိပြပါပြီ။မျက်ရည်သမားတွေထွက်ရင်သာမင်းတက်ကအဆောင်တစ်ယောက်ထည့်ပေးလိုက်ရုံပါပဲ။အဆောင်တစ်ယောက်တော့မလုံနဲ့ဗျ။တယောက်တည်းဆိုရင်ဘဲတက်သားကမှအဆောင်နိုင်ရဲမှာမဟုတ်ဘူး။ဘာဖြစ်လို့ဘာဖြစ်လို့ရမလဲခမားတိသားပဲ။ကျွန်တော်တို့အမှုတန်းတွေတန်တဲ့အပြင်ကိုမထွက်တာကြားလာပြီ။ထွက်တယ်ဆိုရင်လည်းတယောက်တည်းမထွက်ရဲဘူး။အဖွဲ့နဲ့ထွက်ရတယ်။ငါသိပါတယ်လေ။ဒါပေမဲ့အခြေအနေကတလောကနဲ့မတူတော့ပါဘူး။ ခုတလုံးမှာနည်းနည်းကောင်းလာပြီမဟုတ်လားဟီရာတီတောင်ပေါ်သားလူမျိုးစုတက်တွေလည်းသူတို့လာစားရလို့ပြန်သွားကြပြီပဲမျိုးထဲမှာဒီလောက်မဆိုးတော့ပါဘူးနည်းနည်းတော့ကောင်းလာတယ်ဆိုတာကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့အခြေအနေကဘာမှမသိရသေးဘူးဒီတော့ကျွန်တော်မျက်ရည်သမားတွေကိုအဆောက်မပါဘာမှမပါနဲ့တော့မလွတ်ရဲဘူးဖြစ်နိုင်ရင်ကျွန်တော်ကိုယ်တိုင်လိုက်သွားပြီးအခြေအနေကိုအကဲခတ်ချင်တယ်လွတ်လိုက်ပြီးတော့မှဘာမှမရပဲပြန်ပြေးလာတာမျိုးသူများစော်ကားလိုက်လို့အကြောက်ကြောက်အလန့်လန့်နဲ့ကုတ်ပြန်လာရတာမျိုးတော့အဖြစ်မခံနိုင်ဘူး ဟုတ်တယ်ဒီလိုအဖြစ်မခံနိုင်ဘူးဟုဝီလျံကသဘောတူသည်နောက်တွင်မိမိတို့ပိုင်မြင်းများကိုကျူးမွေးရင်းညင်ပတ်သက်၍တန်ထဲမှတာဝန်ယူရမည်ဟုသောအာဖဂန်စော်ဘွား၏ချက်ချင်းထုတ်ပြန်လိုက်သောကြေညာချက်ကြောင့်ပေါ်ပေါက်လာမည့်ကိစ္စများကိုဆွေးနွေးရန်အတွက်ဝီလျံသည် အပြင်သို့ထွက်သွားသည် အာဖဂန်စော်ဘွား၏ကြေညာချက်ကြောင့်သူတို့သည်မလုပ်ရမှန်းမသိဘဲဖြစ်နေကြ၏တို့ရရင်ဂျုံစားကြီးကြေညာသည့်ကိစ္စကိုပြောရုံမှအပါအာဖဂန်အစိုးရကိုအပြစ်ပြောစရာမရှိဘူး မိမိတို့ကိုယ်ပိုင်မျက်ရည်သမားများပါလာပါလျက်တန်အဖွဲ့ဤမြင်းများအတွေ့အာဖဂန်အစိုးရကမြင်းစာရှာပေးရမည်ဆိုသည်မှာကြိုးကြောင်းညီညွတ်ခြင်းမရှိဤဒီကိုဝီလျံကိုတိုင်ကလည်းပြောပြီးဖြစ်သည်ဝီလျံကိုတိုင်မှလည်းသူတို့ရှာမပေးသည့်ထက်ယခုကဲ့သို့ဘာမပြောညာမပြောဖြင့်ရုံသားကြီးကြီးညာလိုက်ခြင်းကိုမကြင်မနက်ဖြစ်နေမိခြင်းသာဖြစ်သည်တကယ်ဆိုရင်မိမိတို့အားမြင်းစာပေးသွင်းခြင်းသည်ယာယီမျှသာဖြစ်ကြောင်းအောက်ကုတ်လာလောက်တွင်မိမိတို့ဘာသာမြင်းစာရှာတဲ့အကြောင်းကိုအာဖဂန်အစိုးရသည် မစွားကပဲကြိုတင်ပြောခဲ့ဖို့ကောင်းသည်ထိုအချက်မှလွဲရင်ယခုကိစ္စသည်ဘာမှပြောစရာမရှိချေအမှန်အဖြစ်နဲ့ယခုကဲ့သို့မြင်းစာကိုသူတို့ကိုယ်တိုင်ထွက်ရှာသည်ကိုခတ်ကြိုက်ကြိုက်ပဲမြင်းစာထွက်ရှာသည်ကိုအကြောင်းပြကမိမိတို့မရောက်ဖူးသေးသောဂျိုင်ဝမ်တွင်ပြင်းသေးသို့၎င်းတောင်ကုန်းများပေါ်သို့၎င်းမြင်းစီ၍ညင်မြင်းအနေထားကိုကြီးကွင်ရသည်မဟုတ်လား H နှင့်တွေ့ရင်လည်းအခွင့်အလမ်းများစွာရနိုင်သည်မဟုတ်လား Quality ထိုနှစ်မနက်ကမြင်းဆောင်များနှင့်မြင်းတပ်သားများ၏တန်းရများကိုစစ်ဆေးပြီးနောက်အရာရှိရိတ်သားတို့ပြန်လာခဲ့စဉ်ဝီလျံနှင့်တွေ့သည်တွင်မြင်းစာကိစ္စနှင့်ပတ်သက်၍အစီအစဉ်တင်များကိုတည်ရသည့်အတွက်မြင်းတပ်အရာရှိများကိုပြောပြရင်းပြန်လှည့်လာခဲ့သည်ဝေါ်လီသည်တန်တဲဝင်းထဲသို့ပြန်၍ဖြတ်လာကာစန်နရီတဲညင်စစ်တန်းရများကြားရှိလမ်းကြားကလေးထိပ်တွင်အဆောင်ကျနေသည့်စန်နရီကင်းတဲ့အညီမှဖြတ်လာခဲ့သည်တန်းရများဆောက်ထားသည့်ဝင်းဝါသို့ဝင်သည့်တက္ကမကြီးမှာပွလျက်သားရှိနေသည်ကိုတွေ့ရ၏ တို့ရရင်ဝေါ်လီသည်ညင်းတက်သားများ၏ဝန်းထဲမှမဖြတ်တော့ဘဲလမ်းကြားကလေးအတိုင်းလာခဲ့ကလက်ဝဲဘက်သို့ချိုးပြီးမြောက်ဘက်အစွန်ရှိညံရံကြီးအတိုင်းကပ်၍လာခဲ့၏ထိုမှတဖန်ဖုံထူ၍ညေကျဲကျဲတောက်ပူနေသည့်ဝင်းကြီးကိုဖြတ်ကလက်နက်တိုက်အရိတ်ထိုးနေသည့်မြင်းဆောင်များရှိရာသို့လာခဲ့သည်တို့လာရင်ညေရောင်စူးသဖြင့်မျိုးလုံးများကိုမိကတန်တဲပက်ပက်လဲကုန်းမြင့်များပေါ်ရှိအိမ်မြင့်မြင့်များကိုအမှတ်မထင်လှမ်းကြည့်မိသည်ရွှေအိမ်များမှ ပိတ်ထားသောပတင်းပေါက်များသည် သူတို့တန်တဲ့ဝင်းကိုစောင့်ကြည့်နေကြသည့်မျက်လုံးများနှင့်တူနေသည်ဘေးမှရုတ်တရက်ကြည့်လိုက်ရင်ဝေါ်လီဤမျက်လုံးများသည်မြည်သည့်အိမ်ကိုမှတမင်တကာကြည့်ခြင်းမဟုတ်ဘဲတာမန်ကြည့်နေခြင်းသာဖြစ်လိမ့်မည်ဟုထင်ကြမည်ဖြစ်၏လှမ်းကြည့်လိုက်သည့်အခါတွင်သူမျက်လုံးများသည်အိမ်တအိမ်ဤပရင်းပေါက်ပေါင်းတစ်ခုပေါ်တွင်တင်ထားသည့်အပြာနှင့်အဖြူရောင်ပန်းအိုးတစ်လုံးကိုမြင်လိုက်သည်ပန်းအိုးထဲတွင်ပန်းတွေထိုးထားသည်ကိုတွေ့ရ၏မကြာမီတွင်မိမိတို့တမများသည် ကိုမြင်းစာကို ကိုပါသာရှာရတော်မည်ဟု S တယောက်တိမာတိပါလေစာညီသည်ညီရာတို့ထွက်၍ရိတ်ခွင့်ပြုမည်ကိုလည်း S တယောက်တိမာတိပါလေစာဤသို့မျက်ရိပ်ထွက်ခွင့်ရခြင်းသည်မိမိနှင့် S တို့တွေ့ဆုံရန်အခွင့်အရေးကြီးတရက်ဖြစ်ကြောင်းကိုလည်း S တယောက်သဘောပေါက်ပါလေစာဟုတွေးလာခဲ့သည်စော်ဘွားထံမှနောက်ဆုံးပို့လိုက်သောမြင်းစာများမှာတော်တော်များ၏မိမိတို့တက်မှကျမရာဝန်ဆင်းကမူထိုမြင်းစာများမှာမိမိတို့မြင်းများနှစ်ရက်သုံးရက်စာလောက်ရှိမည်ဟုဆိုသည်တတရရရကြမှမြင်းစာထွက်ရှာရမည်ဟုဆို၏ ဒါပေမဲ့စောင်းလွင်းဆိုရင်တော့ပြဿနာရှိနိုင်တယ်ဗိုလ်လေးစောင်းလွင်းဆိုရင်နှင်းက၃လေးပေလောက်အထိထူနေတော့မျက်ရမှာမဟုတ်ဘူးဒီတော့ကျွန်တော်တို့ကစောစောကြိုလောင်ရနိုင်မယ်စောစောလောင်ရင်ဒီနေရာကွက်ကွက်ကလေးတင်ရိတ်လို့မဖြစ်ဘူးနေရာတော်တော်များများမှာဖြန့်ပြီးရိတ်မှဖြစ်မယ်ဟုတ်ဂျီဝမ်စင်းကပြောသည် လုံလောက်ချင်းသည်မကောင်းမှုဖြစ်ဤတဲ့ဗျတမချမ်းမှာစိုးထားတယ်ခုမှစောင်းဥပေါက်ရှိသေးတယ်ညဝင်ပါလောက်ကုန်လောက်ကြမှာနှင်းကြမှာကိစ္စမရှိဘူးလေညကျရင်ဘရာဆက်တင်နဲ့ကျွန်တော်တိုင်ပင်ကြည့်ဦးမယ် နောက်ထပ်မြင်းစာတူလောင်ယုံတယုံစောက်ဖို့လိုတယ်ဆိုတာပြောရမှာပဲနေရာလဲရှာရမှာပဲစောက်ရင်ဟောဟုံနေရာမှာစောက်တာကောင်းမယ်ဘူးလီခုဂျီဝမ်စင်းကဝင်းအပြင်ဘက်ရှိကူလန်ဖီ RNG ဟုခေါ်သောတောင်ဆောင်ကလေးတစ်ခုကိုပြသည်အဲ့ဒီကုန်းဆောင်မှာစောက်ခွင့်ရရင်တော့တော်တော်ကောင်းမှာပဲဒီနေရာကိုရရင်ကျွန်တော်တို့ဝင်းရဲကိုခိုးဝင်ခြင်းတဲ့ကောင်တွေလူဆိုးတွေတခိုးတဝက်တွေကိုလည်းစောင့်ပြီးသားဖြစ်သွားမှာပါပဲအကြောင်းကိစ္စပေါ်လာရင်လည်းအဲ့ဒီနေရာကိုခံတပ်အဖြစ်အသုံးပြုလို့ရတယ်ဝေါ်လီဒီ ူညွန်ပြသည့်ကုံဆောင်ကလေးကိုတိချာစွာကြည်သည်သူတို့ဝင်းထဲသို့အပြင်းလူများအလွယ်တကူဝင်ရောက်နိုင်သည့်အတွက်ဝေါ်လီစိတ်ထဲတွင်စနိုးစနောင့်ဖြစ်နေသည်မှာကြားပြီဟုတ်သားပဲတော်တော်ကောင်းတဲ့နေရာပဲစောစောကငါဘာဖြစ်လို့ဒီညားကိုမရွေးခဲ့မိတာပါလဲဟုတ်တယ်တိုင်းလဲကာစရာမလိုဘူးကုံနှောင်ယုံရဲ့အစီကံတန်းရရရဲ့စောက်လိုက်ရင်ပြီးတာပဲခုတွေးနေသည်နေ့လေလက်ဖက်ရည်တောက်ချင်းဒေါက်တာကယ်လီညင့်တွေ့သည့်အခါတွင်ဝေါ်လီကထိုအကြောင်းကိုဖွင့်ပြော၏ ထို့သောကုန်ထောင်ရုံများစောက်လိုက်ရင်သူတို့တန်တဲဝင်းသည်ပို၍လုံခြုံစိတ်ချရမည်ဖြစ်ကြောင်းသို့ဆိုနှင့်တန်တဲဝင်းတို့ဝင်ပေါက်သည်လည်းတပေါက်ထဲသာရှိရမည်ဖြစ်ကြောင်းထိုအပေါက်ကိုဝင်းတကားခိုင်ခိုင်တက်လိုက်ရင်အလုံးစိတ်ချရမည်ဖြစ်ကြောင်းယခုဆိုနှင့်လမ်းကြိုလမ်းကြားတွေများပြီး ဝင်ပေါက်တွေအများကြီးဖြစ်နေကြောင်းတစ်ဖက်ကကွက်လက်ကြီးမှလည်းလူစိုးတစ်ခုအောင်းနိုင်ကြောင်းဖြင့်ပြောပြသည်ပြီးတော့ခမည်းစင်းစားကြည့်လေတတိုင်းကြီးစောင့်နေရင်အင်ရှင်အစိုးရကိုစော်ကားတာလား မယုံကြည်ဘူးလားနဲ့ကျွန်တော်တို့ကိုပြောစရာဖြစ်နေလိမ့်မယ်။ဆောင်းတွင်းအတွက်မြင်းစာလောင်မှုကိုးတောင်းတွေစောက်တယ်။အစီကံကြီးအတွက်တန်ရာတွေစောက်တယ်ဆိုရင်ဘယ်သူကမှဘာမှပြောစရာအကြောင်းမရှိတော့ဘူး။ဒေါက်တာကယ်လီကစဉ်းစားလျက်ရှိရမှာအစီကံတန်ရာမစောက်ဖဲနဲ့စေပေကံလေးပါလေးစောက်ရင်ကောမကောင်းဘူးလား။ကိုတောင်းဝင်ယူနိုင်ပါတယ်။အရေးကြီးတာကဘူမှုကာဗနာတွေသဘောတူဖို့ပဲလို့လား။သဘောတူလိမ့်မယ်ထင်တာပဲဗျာ။ဘာသဘောမတူစရာရှိလဲ။ သူလဲခုလိုဟာလာဟင်းဟင်းကြီးနဲ့နေရတာဘယ်ကြောလုံးမှမလဲကျွန်တော်တို့လိုပဲနေမှာပေါ့စောစောကသူတိုင်းမကကြင်တာကစော်ဘွားကတမျိုးတမျိုးချင်မဆိုးလို့မကကြင်တာပါခုလိုကုံတော်ယုံနေစောက်မယ်ဆိုတော့သူကလည်းကန့်ကွက်မယ်မထင်ပါဘူးကျွန်တော်တို့မှလည်းစောင်းထဲမှာမျက်လောင်မုံနေရတကယ်လူနေတာပဲဟော်နန်းကပြန်လာရင်တော့ဘုံမှုကိုကျွန်တော်ဆွေးနွေးကြည့်အောင်မယ်တို့ရရင်ထိုနေ့တွင်ဘုံမှုကာဗန်နာတွေသည်ဟော်နန်းမှမိုးချုံမှပြောင်းရောက်လာသဖြင့်ထိုနေ့ကပြောချိန်မရှိတော့ ။တာမန်အဖြစ်တန်အောင်ဖွဲ့ကောင်းဆောင်ဘူမူကာဗန်နာရီသည်ဟော်နန်းသို့သွား၍စော်ဘွားကိုတွေ့မည်ဆိုနှင့်တနားရီနှစ်နားရီထပ်ပို၍မကြတဲ့ပြန်လာနေလဲရွှင်လန်းတက်ကြွနေတတ်သည်။ယနေ့တွင်မူသူတို့နှစ်ယောက်သည်ခက်စောစောကစီစဉ်ထားခဲ့သည့်အတိုင်းရောက်ဖက်နေဆက်ဒေသများသို့ခရီးထွက်ရန်ဆွေးနွေးကြသည်။ယနေ့ညနေဆိုနှင့်သူတို့သွားမည့်အစီအစဉ်များကိုနောက်ဆုံးရေးဆွဲကြမည်နှင့်ဖြစ်၏။သို့ရာတွင်ထိုနေ့ညနေတွင် စော်ဘွားသည်စိတ်ပြောင်းသွားကာလောလောဆယ်ခရီးမထွက်နိုင်သည်ဟုဆိုသည် စော်ဘွားရာကွက်ခန်ကမိမိဤမြို့တော်တွင်စူပူလျက်ရှိချိန်တွင်ခရီးထွက်ရန်မဖြစ်နိုင်သေးကြ။ထို့ပြင်မျိုးဆောင်ထားခဲ့သည့်မိမိတက်များကိုလည်းယုံကြည်စိတ်ချ၍မဖြစ်သေးကြ။အချို့သောနေပယ်များတွင်လည်းတောင်းကျမှုများပေါ်ပေါက်လျက်ရှိကြ။မိမိညီဝမ်းခွဲအဘဒူရာမန်သည်ဂန္ဓဟာကိုတိုက်သိမ်းပြီးမိမိချင်းချင်းကိုလူယူရန်ကြံ့ရွယ်လျက်ရှိကြ။ထို့မြမကမိမိဤညီအရင်ဖြစ်သူအီဟရာဟင်ခန်သည်လည်းမိမိကိုထောင်ထားချမ်းသာလျက်ရှိကြ။ မိမိတွင်ငွေကြေးအခက်အခဲရှိနေပြီးအာနာဇက်မှလည်းပြန့်နှံ့ခြင်းမရှိတော့ကြောင်းထိုသို့သောအချိန်တွင်ကပူးမှတပတ်လောက်ထွက်ခွာသွားမည်ဆိုပါကမိမိသည်ကပူးသို့ပြန်၍လာနိုင်စရာအကြောင်းမမြင်တော့ကြောင်းထိုသို့သော အခက်အခဲကိုမိမိ၏မဟာမိတ်ကြီးဖြစ်သည့်ဘုံမူကာဗန်နာရီသည်အလွယ်တကူသဘောပေါက်နိုင်လိမ့်မည်ထင်ကြောင်းထို့ကြောင့်ယခုလောလောဆယ်တွင်ခရီးထွက်ရန်အစီအစဉ်ဖြတ်သိမ်းလိုက်ရခြင်းကိုဘုံမူကာဗန်နာရီလက်ခံလိမ့်မည်ထင်ကြောင်းဖြင့်ပြောပြသည်ထိုအခြေအနေအလုံးကို ဘုံမူကာဗန်နာရီကောင်းစွာသိပြီးဖြစ်၏။ထို့ကြောင့်စော်ဘွားကခရီးစဉ်ဖြတ်သိမ်းလိုက်ရင်ဘုံမူကာဗန်နာရီသည် အလွယ်တကူပင်သဘောတူလိမ့်မည်ဟုထင်စရာရှိ၏။သို့ရာတွင်ဤသို့မဟုတ်ဘုံမူကာဗန်နာရီသည်ထိုသတင်းစကားကိုကြားရသည့်အခါတွင်အကြီးအကျယ်ဒေါပွားသွား၏။သူစိတ်ကူးထားသည်ကအာဖဂန်စော်ဘွား၏တိုင်ခမ်းလှည့်လည်သည့်ခရီးသည်မိမိ၏ဥဆောင်မှုအောက်တွင်ထွက်သည့်ခရီးသို့ထွက်ပြနိုင်ရင် အာဖဂန်နိုင်ငံနှင့်ပြည်ထိုင်နိုင်ငံတို့သည် တပြည့်တပြည့်တဟာရမဟာမိတ်အဖြစ်ချစ်ကြင်ရင်းကြီးကြောင့်ကိုအများသိပြီးအောင်ပြသရရောက်မည်။တနည်းအားဖြင့်ဆိုရင်ပြီးခဲ့သည့်အာဖဂန်စစ်ပွဲတွင်အနိုင်ရသူမှာဗြိတိန်ဖြစ်ကြောင်းကိုတွေ့ဝိုက်၍ပြသရရောက်မည်။ထိုခရီးအကြောင်းကိုဆင်မလာရှိဆိုင်ရာအာဏာပိုင်များထံသို့လည်းအပြည့်အစုံ အစီရင်ခံပေးပြီးယခုစော်ဘွားကထိုအစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီးဆိုသည့်အခါတွင်မိမိအားအထက်အာဏာပိုင်များကမြည်တို့ထင်ကြမြင်ကြီးဘုံမှုကဗန္နာရီသည်စော်ဘွားနှင့်အကြီးအကျယ်ညင်းခုံက မူလအစီအစဉ်အတိုင်းခရီးထွက်ရန် စော်ပွားကိုနားချ၏တို့ရရင်စော်ပွားကမူဆုံးဖြတ်ချက်မပြောင်းတော့ဆက်ရည်ဆွေးနွေးနေရင်စိတ်တူကအမားတွေပါတော့မည်ကိုသိသဖြင့်ဘုံမူကာဗန်နာတွေသည်စကားကိုဖြတ်ခါတန်တဲသူရှူးရှူးရှားရှားဖြင့်ပြန်လာခဲ့သည်ဝေါ်လီသည်ထိုအချက်ကိုတတိပြုလိုက်မိ၏ဒီအချိန်မျိုးတွင်သူနှင့်စကားပြောနေအစဉ်ပြေပွဲမမြင်ထို့ကြောင့်ကုန်းနှောင်ယုံများတိဆောက်ရန်ကိစ္စကိုမပြောတော့ ်မြည်သည့်နေရာတွင်ရဲရဲရဲကောင်းမြည်အကြောင်းကိုသာဝီလျံကိုမေးကြည့်သည်ဝီလျံကကပူးလူမြင့်ကြီးတက်လျှောက်တွင်မြတ်တော်တွေကောင်းကောင်းကြီးရှိကြောင်းယခုနမ်းမြုတ်ခန္ဓာကြီးနှင့်မလှမ်းမကန်းတွင်ရှိသည်ဘီအီဇာရွာတဝက်လောက်တွင်ရိတ်လျင်ကောင်းချောင်းဖြင့်ပြောပြသည်ကိုတို့မြဲရဲအဖွဲကိုစက်တင်ဘာလ3ရက်နေ့မှာလွှတ်မယ်3ရက်ဆိုတော့တပတ်ခါပေါ့ကိုတို့ကအဆောင်အဖွဲလဲပါမှာဆိုတော့ဘယ်တော့ထွက်မလဲဆိုတာအာဖဂန်ဆိုးရကလည်းသိကျင်နေတယ်အမှန်ကတော့သူတို့အဆောင်နဲ့မဟုတ်ပါဘူးကိုတို့အဆောင်နဲ့ပါအောင်မှာပါ ဒါပေမဲ့သူတို့အဆောင်တွေလည်းပါရင်ကောင်းတယ်နီတော်တော်ကြာကိုတို့တက်တွေကဘယ်သူလေကိုဝင်ညင်းနေလေတွေပြက်တယ်ဘာညာနဲ့ရွာတွေကတိုင်မာတော့မှရှိလာနိုင်တယ်ဒီတော့သူတို့အဆောင်တွေပါလာတော့ဘာမှပြက်တနာမပေါ်နိုင်တော့ဘူးပေါ့သူ့စကားကိုဝော်လီလဲသဘောတူသည်သူတို့နောက်သို့အာဖဂန်စစ်သားတွေလိုက်လာသည်ကိုမကြိုက်သည့်တိုင်သူတို့ပါလာရင်တော်တော်တန်တန်ညင့်တယောမော်ကလုံရဲမြည်မဟုတ်ထို့ကြောင့်မြေရိပ်သမားများကသူများလေများကိုချင်းချင်းဝင်ရောက်ခြင်းမပြုရင် သူကိုယ်တိုင်လိုက်ကြည့်မည်ဟုလည်းစိတ်ကူးထားသည်။သူ့လိုက်နိုင်ရင်အာဖဂန်စစ်သားတို့၏အခြေအနေသဘောထားကိုလည်းအကဲခတ်ခွင့်ရမည်။ Ash နှင့်တွေ့ဖို့အတွက်အခွင့်အလမ်းကိုလည်းဖန်တီးနိုင်သည်ဟုဝေါ်လီတွက်သည်။ Ash သည်ဘေးအီဇာရွာအနီးသို့မရောက်မလည်လာလျင် သူနှင့်တွေ့နိုင်မည်ဟုဝေါ်လီစိတ်ကူးရ၏။ထို့ကြောင့် Ash ကိုချိန်ရန်တန်တဲဝင်းအနီးတောင်ကုန်းပေါ်ရှိမွန်ရှိ၏အိမ်ပရင်ပေါက်ကိုလှမ်းကြည့်လိုက်သည်။ဒီအချိန်ဆိုလျှင် Ash သည်မွန်ရှိ၏အိမ်တွင်အလုလုနေလိမ့်မည်။ထို့ကြောင့်ဝေါ်လီသည် တန်တဲဝန်ထိတ်တွင်ရှိသည့်တစ်သီးဆိုင်ကလေးတဆိုင်သို့လျှောက်လာခဲ့ကာအိမ်မော်သည်ဒါစင်ဝက်ဝဲ၏ငါးလုံးကိုသူ့အခန်းပရင်ပေါက်ပေါင်မော်တွင်စီထား၏ပရင်ပေါက်ပေါင်မော်တွင်အိမ်မော်သည်ငါးလုံးစီထားသည်ကိုအဝေးကမြင်နိုင်သည်မဟုတ်လောဒီအချင်းအချက်ကိုမြင်ရင် ash တီလောက်ပြီထိုနေ့ကဘုံမှုကဗန်နာရီမှာမနက်စာစားရင်စိတ်တူလျက်ရှိ၏ထို့နောက်ဧည့်သည်များလာသဖြင့်ဝေါ်လီအဖို့စကားပြောခွင့်မရဧည့်သည်များပြန်သွားသည့်အခါတွင်မိတ်ဆွေတို့ဦးနှင့်ခါပြစ်ထွက်သွားပြန်သည်ဖြင့် ဝေါ်လီသည်ဂိုးတော်များစောင့်မိကိစ္စကိုစကားမဆဖြစ်ပြန်သူ့အကြံမြင့်မြကောင်းစဉ်ဒီလိုအချိန်မျိုးတွင်ဘုံမှုဂါဗနာတွေကိုသွားပြောရင်းပယ်ချမည်မဟုတ်ချဝေါ်လီသည်သူ့အကြံအစီကိုဝီလျံအားပြောပြ၏ဝီလျံမှာစစ်သားမဟုတ်ဘဲအယက်သားတဦးဖြစ်သည့်အတွက် သူပြောသည့်ကိစ္စများကိုများစွာစိတ်ဝင်စားခြင်းမရှိလားဝီလျံ၏အမြင်၌မိမိတို့ဗီရရှအတန်အဖွဲ့၏အညီအထားသည်အညီအကြီးသည့်အညီအထားတွင်ရှိသည်ဆိုသည်မှမှန်သည်တို့ရရင်ဘုံမှုဂါဗနာတွေကဲ့သို့ပင် သူကလည်းယခုအချိန်တွင်ခံတက်ဆောက်ဖို့မလိုကြောင်းယခုအချိန်တွင်လိုအပ်သောအရာမှာတန်တမန်ဆိုင်ရာဤပညာများနှင့်ချစ်ကြည်မှုကိုတိဆောက်ရန်သာဖြစ်ကြောင်းမိမိတို့အပေါ်တွင်ရှိနေသည့်အာဖဂန်လူမျိုးတို့၏တန်တရားကိုစိတ်ရှိရှိဖြင့်ဖြိုဖျက်ပစ်ဖို့လိုကြောင်းယခုလိုအချိန်မျိုးတွင်မိမိတို့ကအာဖဂန်အစိုးရကိုယုံကြည်မှုရှိကြောင်းကိုရရဲတင်းတင်းပြသရန်လိုအပ်ကြောင်းဖြင့်ပြောပြသည်ထို့မြမကတတိုင်းတို့ခံတက်တို့ဆိုသည်မှာတနာယီနှစ်နာယီလောက်တိုက်လိုက်ရင်ပြူသွားနိုင်ကြောင်း ချစ်ကြည်ရင်းညှိမှုမှာပြိုပြက်ခြင်းမရှိနိုင်ကြောင်းထို့ကြောင့်မိမိအညီဖြင့်ပြောရရင်ကုံလောင်ယုံများဆောက်လို့ရင်းညှင်ပတ်သက်၍အထူးစိတ်ဝင်စားခြင်းမရှိကြောင်းတို့ရရင်ထို့အကြောင်းကိုဘုံမှုကာဗက်နာရီအားတင်ပြမည်ဖြစ်ကြောင်းသူ့အထင်ကိုပြောရရင်ဘုံမှုကာဗက်နာရီကသဘောတူလိမ့်မည်ထင်ကြောင်းကိုလောင်များဆောက်လို့ရေးကိစ္စသည်ကာကွယ်ရေးအတွက်အသုံးဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေမိမိတို့အမြင်စာများကိုတူလောင်နိုင်သည့်အတွက်အကျိုးမယုတ်နိုင်ကြောင်းဖြင့်ပြောပြသည်။ဝေါ်လီသည် သူ့အကြံကိုဝီလီယံကခက်အင်အင်ဖြစ်နေသည့်အတွက်စိတ်ပြတ်သွား၏တို့ရတယ်ဘုံမှုကဗက်နာတွေကသဘောတူပြီးစော်ဘွားကခွင့်ပြုရင်မိမိအကြံအတိုင်းဖြစ်နိုင်သေးသည်ဟုသူစိတ်ကိုယ်သူဖြေသိမ့်သည်ထိုကိုယ်တော်များစောက်ပြီးသွားနေမူမိမိတပ်သားများ၏လုံခြုံရေးအတွက်အတော်အတန်စိတ်ချရလိမ့်မည်ထိုနေ့ညနေတွင်ဘုံမှုကဗက်နာတွေသည်သူအတွင်းဝင်ဝီလျံကိုခေါ်၍ခါပြစ်ထွက်သွားသည်။ဝေါ်လီညင်ဒေါက်တာကယ်လီတို့မှသူတို့ကိုဖိတ်ခေါ်ခြင်းမပြုသည့်အတွက် မိမိတို့တပ်မှအဆောင်၂ယောက်အမြဲတမ်းလိုက်ရသည့်အာဖဂန်စစ်သားအဆောင်တို့နှင့်အတူမြင်းကိုစီဖြင့်ကပူးမြကန်တလျှောက်သို့ရင်းစီးထွက်လာခဲ့ကြသည်။ညမှာပူနွေး၍တိမ်ကင်းစင်လျက်ရှိ၏။လေညင်းတုံတုံတိုက်နေသည့်အတွက်ကောင်းငင်တစ်ခုတွင်မြူတွေဆိုင်နေကြသည်။ညင်းဝင်ချင်းတိမ်တွေတောက်နေပုံကလည်းလှလိုက်သည့်ဖြစ်ချင်း။ကလောက်လှသည့်ညညီကင်းမျိုးကိုရခင်ကတခါမှမမြင်ဘူးသည်ဟုပင်ဝေါ်လီထင်မိသေးသည်ဝေါ်လီသည်ရွေးခေါင်ခေါင်ကြီးတွင်ကပူးသို့ရောက်လာခဲ့ခြင်းဖြစ်၏ H E အမြင်ကရွှေကွင်းနေလှသည်ဟုဆိုသည့်အခါတွင်သူနားမလဲခဲ့ဇူလီနှင့်အတူနေရသဖြင့်ချစ်ရသူတို့ထုံစံမျက်မှုန်တွေတဆွတ်ဆွတ်ထဲကစမှုထွန်ကားသောမြို့ကြီးများရှိခပ်ပေါ်ပေါ်တဲခိုကန်းကလေးတွေတွင်နေရသည်ကိုရွှေပုံကြီးပေါ်တွင်နေရသည်ချင်ချင်ချင်းသာဖြစ်မည်ဟုသူထင်ခဲ့သည်ကပူးပတ်လည်ကရေခဲတောင်ကြီးများသည်လှသည်မှန်မှ၏တို့ရရင်ထိုရှုကင်းသည်ဗရာမူလာမြို့အထက်တောင်ဆောင်မှအယုံတက်တွင်မြင်ရသော ညံကပါရဘက်တောင်ကြီးလောက်မလားဟုသူထင်ခဲ့သည်။ကပူးချိုင်ဝမ်းဤအလှသည်ကြာပွင့်တွင်ဝင်နေသည့်ရေကန်ကြီးများမူမခပင်တွင်အုပ်နေသည့်ကွဲကောက်သောစံချောင်းကလေးများတစ်ပင်ပန်းပင်တွင်ဝေစာနေသည့်မကုံမင်းတို့ဤပန်းဥယင်များနှင်စာနှင့်အသေးအဖွဲဟုသူထင်ခဲ့သည်။ယခုမူသူရုတ်ချီးစက်ခုနှစ်ကွင်းအလင်းရလိုက်သည့်နေကပူးဤဝင်းကျင်အလှကိုမြင်လိုက်ရ၏။ဝဲ၆၆တောင်ကုန်းများမဟုတ်အသက်ရှူမှားလောက်အောင်လှပသည်ရှူခင်ညီဝင်ချင်းတွင် မြူမုံတွေကရွိုင်းလျက်ညီချင်းညိမြူမုံတို့ရောနေသည့်အခါတွင်ကပူးကြိုက်ဝမ်းလွင်မြင်သည်ရွှေမုံတွေပတ်ဖြန်းထားသည်နှင့်သူရွှေမုံကလကာကြီးပေါ်တွင်အကြီးရှိတောင်ရိုးများနှင့်အဝေးတွင်ရှိသည့်ညင်ဖုံသော တောင်တန်းကြီးများသည်အစင်စင်ကုံဆုံးကာနီညိဤနှုတ်ဆက်မိပုံဘွဲမှမိအောင်နေတွင်ရှိပါဘီယမဤကြောင်းမြဲရတနာများလိုတောက်ပပြီးပြိုးပြက်နေကြသည်မိုးကောင်းကင်သို့ထိုးတက်နေသည့်တောင်ထွကြီးများသည်ရှေးဟောင်းတကရပုံမြင်ခြင်းမှဘာလဟတ်မြို့ကြီးမှာ ြတ်သက်အဆောင်ဆောင်အခန်းခန်းသဖွဲသို့မဟုတ်ရင်လည်းမျက်ပြည်တတိုင်းမျိုးရိုးကြီးများသဖွဲအဆန်းအဆန်းနန်းနန်းတမျမျိုးပြတတိုင်းခိုင်းနိုင်စရာဥပမာနှင့်ရွှေတွင်မြဆွက်မှန်သားဘတ်တို့ဝေါ်လီသည်စိတ်ထဲမှကြပြဆန်နေသည်မာရီပြောနေရလဲကွဒေါက်တာကယ်လီကမေးသည်ဟွန်းဟွန်းဘာမှမဟုတ်ပါဘူးကြည်စမ်းပြဘယ်လောက်လာတယ်ရှူခင်းလဲဗျာလေးကြမ်းကြမ်းမှာပါတဲ့ရန်အပေါင်းကိုအောင်မြင်တဲ့မျိုးကြီးလိုပဲတောင်နှန်းကြီးက ပြက်သက်စူးလင့်မွန်းကြွန်ကြီးတွေလို့လို့ပါလို့လို့ညီလာလဲပါရဲ့ဗဒမားလဲပါရဲ့မြလဲပါရဲ့မဟူယာလဲပါရဲ့တောင်ထွကြီးတွေပေါ်ကနှင်းတွေကလည်းပလဲနှစ်ရောင်ဒေါက်တာကယ်လီလဲရှုခင်းကိုလှမ်းကြည့်သည်ဟုတ်သည် သူလဲသဘောတူသည်ဝော်လီကတောင်တန်းကြီးများကိုငေးကြည့်ရင်အက်ရှ်မကြခဏပြောဘူးတဲ့ဒူးခိုင်မာတောင်တန်းကြီးတွေကိုသွားပြီးအမှတ်ရတယ်အဲ့ဒီဒူးခိုင်မာဆိုတာအင်မတန်ဝေးကွာတဲ့ပြည်သားရာတဲ့ ဒါကြောင့်သူတို့ကအဲ့ဒီတောင်တန်းကြီးတွေကိုရွှေပြည်သားတောင်တန်းလို့ခေါ်ကြတယ်။ဒေါက်တာဂယ်လီကသူ့ကိုခက်ဆန်းဆန်းလှမ်းကြည့်လိုက်ရင်"ဘာလဲ၊ကလားလေးအက်စတန်ကိုပြောတာလား။သူကတခါတုန်းကမင်းမိတ်ဆွေဖြစ်ခဲ့ဘူးတယ်နော်။ခုလည်းကျွန်တော်မိတ်ဆွေပါပဲ။တော်တော်တော့ထူးခြားတဲ့လူပဲ။84ခုနှစ်တုန်းကသူ့ကိုတွေ့ဘူးလိုက်တယ်။ခေါင်းကတန်ရာကြီးနဲ့မရန်းကိုပြန်ရောက်လာတော့ကိုပဲသူ့ကိုကူပေးလိုက်တာပဲ။မမက်ရရကိုနေချားဆောင်တက်ကိုရောက်ပြီးတစ်နှစ်လောက်အကြာမှာပေါ့။စကားလည်းသိမ့်မပြောလှဘူး။ လူကလည်းတော်တော်လေးကိုရုပ်ပြက်စင်ပြက်ဖြစ်လာတာ။ဒံယာရီလည်းပျောက်ရောသူ့ကိုရဝပင်နီကိုလာဘယ်ကိုလာမသိဘူးပို့လိုက်တယ်။ကို့ကပူးမှရောက်နေတယ်လို့လို့ဘာလို့လူကြားတယ်။သူပြောတယ်ရွှေပြည်သားတောင်းနှန်းဆိုတာဒီနားတဝိုက်လာမှမသိတာ။ဝေါ်လီကခေါင်းကိုသာညှိပြလိုက်၏။ရွှေပြည်သားတောင်းနှန်းသည်ညီတိညီရာတွင်ရှိသည်ကိုလည်းရှင်းပြမနေတော့။တဖြည်းဖြည်းညင့်ညီအောင်များသည်ရုတ်သိမ်းသွားကြလိမ့်မည်။ကပူးတောင်ကြားလွင်ပြင်တွင်မှောင်ကြီးတန်းစားပြူပြီ။ဝေါ်လီစိတ်ထဲတွင်ထိုရှုကင်းကိုကြည့်၍ တခါမျှဒီလောက်ကြီးညူခြင်းမဖြစ်စဘူးလောကကြီးသည်ဒီမျှလောက်တခါမျှညီခြင်းစပွဲမဖြစ်စဘူးဒီတော်ဒီတောင်ဒီရည်ဒီမြေတို့ကိုကြည့်၍ညီရသည်မှာလွမ်းမောပွဲကောင်းလေစွာအညီမခတ်အုပ်အုပ်ချောင်းဆိုးတံကိုကြားလိုက်ရ၏ထိုအခါရမှဒီနေရာတွင်မိမိတယောက်တည်းမဟုတ်မိမိအညီတွင်ဒေါက်တာကယ်လီအဆောင်တပ်ဖွဲ့ဝင်များနှင့်အာဖဂန်စစ်သားအဆောင်တို့ပါလာသည်ကိုဝေါ်လီတတိပြုမိတော်သည်ရမဒန်ဥပုလဖြစ်၍ ညီမဝင်မီသူတို့ထုံးစံဖျားဝတ်ပြုကျင်ရောမည်ဥပုပ်ထွက်အစာစားချိန်အမီပြန်ကျင်ရောမည်ကဲလာပြို့ဒေါက်တာကျွန်တော်တို့နှစ်ယောက်မြင်းပြိုင်စီးကြရအောင်သူတို့နှစ်ယောက်ဒီတက်ညင်မီပြိုပြက်နေသည့်ရှီဟောင်းခန္ဓာပြက်ကြီးထဲမှထွက်ခါလင်းမြင်တို့ရောက်သည်နှင့်ညင်းကိုဒုံးစီလာခဲ့ကြသည် သူတို့ရှေ့တွင်မူဝင်လူစဲညီအောင်အောင်မှတောင်ကုန်းမြင့်မြင့်ကြီးပေါ်တွင်ဘာလာဟီစာညမ်းမြို့ခန္ဓာကြီးထိုနေ့က HD ဘာလာဟီစာညမ်းမြို့ခန္ဓာတဲရှိအလုံယုံမှာ ခတိုင်းထက်နောက်ကျ၍ပြန်လာ၏ရှားရှဟီတကားနာအယောက်တွင်သူ့ဘေးမှမြင်းဖြတ်စီးသွားကြသည်ငယ်ချားဆောင်မြင်းတက်ဖွဲ့တပ်သားများကိုမြင်လိုက်ရသည်သို့ရာတွင်အမှောင်ရိတ်တို့တန်းစပြုတ်ပြီးဖြစ်သည်ဖြင့်သူတို့သည်အငီးမှဖြတ်လျှောက်သွားသောအက်ရှ်ကိုမမြင်လိုက်ဝေါ်လီကိုကိုအရက်တလုံးအကျွေးဆက်စရာရှိရဲ့နော် အပြန်ကြရင်တော့တောက်ရမယ်ကွာရင်ငက်လှပြီခုလှမ်းပြောလိုက်တော့ဒေါက်တာကယ်လီဤအတန်ကိုကြားလိုက်ရ၏အက်ရှ်လည်းရင်ငက်လှပြီမိမိသည် စိုက်အကဘာဟူသောအမည်ကိုခံကအာဖဂန်လူမျိုးတယောက်အနေဖြင့်ကဘူးတွင်နေထိုင်လျက်ရှိသည့်အတွက်မွတ်စလင်တို့ထုံးစံရမဒန်ဥပုပ်ကိုဆောင်ရသည်ညံမျိုးခံတတ်သည်ရှိမွန်ရှိဤရုံးကန်တွင် ash တနည်းလုံးအလုံများခဲ့သည်ညံမျိုးခံတတ်ဝန်ထဲတွင်စခန်းချနေသည့်အာဖဂန်စော်ဘွားဤတရင်တရင်ဖြစ်သော အာဒယ်တရင်သည်မကြာမီကမှတာကစ္စတန်ပြည်နယ်မှပြန်ရောက်လာခဲ့၏အာဒယ်တက်သည် ပြန်ရောက်သည်နှင့်သူတို့အတွက်သုံးနာစာလာစာဟောင်းများကိုတောင်းသည်တွင် ဆိုင်ရန်အာဏာပိုင်များကမနှက်ဖြန်တွင်ပေးမည်ဟုပြောလိုက်ကြ၏သူတို့လစာများကိုထုတ်ပေးရသည့်ကိစ္စတွင်မွန်ရှိကိုတာဝန်ပေးလိုက်သဖြင့်မွန်ရှိ၏စည်ရဲတဦးဖြစ်သော Ash မှာတနေ့လုံးတပ်သားများ၏အမည်နှင့်တကွလစာစည်ရဲများကိုကူးနေရသည်ထို့နောက်လစာငွေများကိုငွေတိုက်မှသွားထုတ်နေရပြန်သည်အမှန်အားဖြင့်ထိုအလုပ်သည်ဘာမျှခက်ခဲသည့်အလုပ်မဟုတ်တို့ရရင်အချိန်တိုတိုကလေးအတွင်ပြီးအောင်လုပ်ရသဖြင့်၎င်းဥပုပ်ဆောင်နေစဉ်လုပ်ရသည့်အတွက်၎င်း ကျင်းမြောင်းအိုက်ဆက်သောအခန်းကျင်းကလေးတဲတွင်လှူရသည့်အတွက်၎င်းအက်မှာပင်မညီလီပြီညလေနားချိန်တွင်ပဲမနာလိုက်ရအလုတ်ပြီးသည့်အချိန်တွင်မူအက်မှာလေချောင်းတွေကွဲအပ်ခါရေငတ်လှပြီအာတဲတရင်ဤလာစာများကိုအစောတနင်ထုတ်ပေးလိုက်ခြင်းကို ထောင်းရင်အစာရေစာငက်ပြက်ခါစူပူတောင်းကျနေသောစစ်တပ်တက်ရှိနေခြင်းထက်မြည်သည့်စစ်တပ်များမရှိခြင်းကပို၍ကောင်းသည်ဟုစော်ပွားနှင့်သူမှုမှတ်များသဘောပေါက်လာကြပုံရသည်ထို့ကြောင့်သာလျှင် ငွေတောက်သေးတွေငွေမရှိသည့်ကြားတွေကနောက်ထပ်စုပူတောင်းချမ်းချင်းမပြုတ်မီအလော30ထုတ်ပေးလိုက်ခြင်းဖြစ်၏။စော်ဘွားဤဆောင်ရွက်ချက်ကြောင့် H1 သာသည်။တက်များကိုလစာပေးလိုက်ပြီးဆိုသည့်တခြင်းသည်ကပူးမြို့ထဲတွင်ပြန့်နှံ့သွားကစူပူမှုများသည်အငဲငယ်ငြိမ်သက်သွားကြ၏။ H သည်ရှားရှဟီတကားမှဖြတ်လာရင် မြူးပျော်နေသောဝေါ်လီဤအတန်ကိုကြားလိုက်ရသဖြင့် သူကိုယ်တိုင်ပင်မြူးကျင်သလိုလိုဖြစ်လာသည်။ H သည်ပြင်းပြန်တွက်လက်သောခြေလမ်းများဖြင့် ခန္ဓာအပြင်မြို့ရိုးနားမှမြေလန်းကလေးအတိုင်းရှောက်လာခဲ့ပြီးနောက်ကိုယ်ကောက်သောကပူးမြို့လမ်းကြားများအတိုင်းအိမ်သို့ပြန်လာခဲ့သည်ရပ်ပေါင်းများစွာအတွင်ငိမ့်ချမ်းငိမ့်သက်ခြင်းကိုပထမဆုံးအကြိမ်ရှူရှိုက်ရခြင်းဖြစ်သည်ဟုပင်အောက်မေ့မိလိုက်သေးသည်ခါပြစ်ထွက်သွားသည့်ဗိုလ်မှူးကာဗန်နာရင်းနှင့်အတွင်းဝင်ဝီလျံတို့မှလည်းပျော်ပျော်ရွှင်ရွှင်ဖြစ်မင်းပြန်ရောက်လာကြသည်မြောက်ဖက်နယ်စပ်ဒေသများသို့ခရီးထွက်ရန်ကိစ္စကိုစော်ဘွားကဖြတ်လိုက်သည့်ဖြင့်ခက်စောစောကဒေါပွားနေသည်တို့လည်းပျောက်သွားကြလေပြီ ဘုံမွေးကာဗန်နာတွေမှာလက်ဖြောင့်သူတဦးဖြစ်ရာ ရာသီအေးစပြူလာသည်ညင်အမျှငှက်များလဲပေါ်လာမည်ဖြစ်ကြောင်းဖြင့်သူ့ကိုခေါ်သွားသည့်မိษွေကပြောပြသည်ဒီလိုဆိုရင်တော့ဝမ်ဘဲရိုဆစ်စလီတို့တောင်းကန်းတို့ကိုကောင်းကောင်းပြစ်နိုင်ပြီပေါ့ဗျာခုဘုံမူကာဗန်နာတွေကပြောသည်ဝော်လီညင့်တွေးသည့်အခါတွင်ဘုံမူကာဗန်နာတွေကနောက်တနေ့မနက်တွင်မြင်းစာရိတ်ထွက်မည်ကိစ္စကိုမေးကြည့်သည်တပ်သားများကိုထိန်းသည့်အနေဖြင့်မိမိကိုယ်တိုင်လိုက်သွားမည်ဖြစ်ကြောင်းဝော်လီကပြောသည့်အခါတွင် ဘူမူကာဗန်နာတွေကလက်ခံလိုက်ကဒေါက်တာကယ်လီပါလိုက်သွားရင်ပို၍ကောင်းမြီဖြစ်ကြောင်းဖြင့်ပြောသည်ဒေါက်တာကယ်လီကလည်းလိုက်ချင်သည်ဟော်လီကမူလက်မခံချင်ဒေါက်တာကယ်လီလိုက်လာရင်သူညင့်အက်စ်တို့တွေ့ဆုံစကားပြောခွင့်ရတော့မည်မဟုတ်တို့ရရင်တန်မူကိုယ်တိုင်ကပြောနေသဖြင့်ငင်း၍မဖြစ်တော့ပြီတို့တိုင်ကိစ္စမရှိအက်စ်နဲ့နောက်မှအေးအေးဆေးဆေးတွေ့တော့မည်ယခုလောလောဆယ်တွင်မူဆောင်းတွင်အတွက်မြင်းစာများတူလောင်ရင်းညင်ကိုယ်တော်များဆောက်ရေးကပို၍အရေးကြီးနေသည်မဟုတ်လောဝေါ်လီဒီ ကိုရောင်များဆောင်ရေးကိစ္စညင်ပတ်သက်၍တန်မှုကိုပြောရင်အကွက်ကိုဆောင်နေသည်တို့ရရင်တန်မှုကာဗန်နာတွေမှာငှက်ပစ်သည့်အကြောင်းများကိုဒေါက်တာကယ်လီညင်ပြောဆိုပြီးနောက်သက်ဆိုင်ရာသို့ရေးညီကြအပတ်စဉ်အစီရင်ခံစာများကိုရေးရန်တန်ထဲရှိသူ့အခန်းသို့ပြန်သွားသည့်အတွက်ပြောချိန်မရလိုက်တော့အကယ်၍ပြောချိန်ရခဲ့သည်ဆိုရင်လေဘုံမှုကာဗန်နာတွေသည် ထိုအစီအစဉ်ကိုလွယ်လွယ်ဖြင့်လက်ခံနိုင်မည်ဟုသူမတည်းဘုံမှုကာဗန်နာတွေမှာညဉ့်ညီတော့ပြစ်ပြန်လာ၍ စိတ်ရွှင်ရွှင်လန်းလန်းဖြစ်နေသည့်အထက်တွင်မညက်ဖြတ်မညက်ကာဒဲတိုင်ရင်ကစော်ပွားထံမှလာစာကိုလက်ခံယူရန်အတွက်စီရေးပြအခန့်အနာကျင်းပမည်ဖြစ်ကြောင်းသိရသည့်အခါတွင်ပို၍ပျော်သွားပုံရသည်ထိုအတိုင်းတပ်များကိုလာစာထုတ်ပေးနိုင်မည်ဆိုနှင့်ကပူးမျိုး၏အခြေအနေသည်အေဂျန်ညင်သက်သွားတော်မည်ဟုသူယုံကြည်ခြင်းကြောင့်ဖြစ်သည်ဝမှုကာဗန်နာရီသည်အတွင်းဝင်ဝီလျံကိုခေါ်ပေးနေ ကပူးတွင်အခြေအနေအလုံးကောင်းမွန်လျက်ရှိသည်ဟူသောသဘောပါသည်ကျင်းနှံတဆောင်ကိုစင်မလာသို့ရိုက်ရန်ညွှန်ကြားနေသည်ဤသို့သောအခြေအနေမျိုး၌တန်တဲဝင်းထဲတွင်ခံတက်တွင်ကတုတ်တွင်နောက်ထပ်ဆောက်เสียမလို့ဟုယူဆမိသားဖြစ်သည်음ဒီကိစ္စနဲ့ပတ်သက်လို့အက်ကဘလို့များသဘောထားမလဲမသိဘူးသူ့သဘောကိုမေးမြန်းကြည့်ရအောင်မယ်ငါကပဲအစိုးရိမ်နှွန်ညင်လို့လားမပြောတတ်ပါဘူးအေးလေသူကမလို့ဘူးဆိုရင်လေငါတတ်မှုကိုမပြောတော့ပါဘူး ဝေါ်လီသည်ဤသို့တွေးကာအိတ်မပြောနိုင်မဲအိယာမှထလာခဲ့၏ပရင်ပေါက်ပေါ်တွင်လက်ထောက်ရင်းအပြင်သို့လှမ်းကြည့်လိုက်သည်တောင်ကုန်းအောက်တွင်တန်မှုဤအိမ်အမိုးကိုလှရောက်နေမြင်ရ၏ညံမြုပ်ခန့်တက်အပြင်မြူယိုးအောက်ခြေတွင်မူကပူးလွင်မြင်ကြီးကပူးမြစ်ကဖဲချိုးတစ်ချောင်းလိုရစ်ခွေစီစဉ်လျက်ပရေတွန့်တကဲ့သို့အတွန့်အတွန့်ဖြစ်နေသောတောင်နှင်းကြီးများနောက်တွင်မူဟိညုကိုတောင်နှင်းကြီးသည်ကျဲရောင်မှုံမှုံအောက်မှရေးရေးပေါ်နေသည်ထိုရှုခင်းများကိုကြည့်ရင် အိုင်ယာလန်ပြည်မှသူဇာတိရွာကလေးဖြစ်သည့်အင်ဂျီစတီရိုဂျီရွာကလေးကိုဝေါ်လီမျက်စိရဲတွင်မြင်ရောင်လာ၏အဝေးတွင်ပြပြမိုင်းမိုင်းမြင်နေရသည့်ရှားရှက်ဟီ၏တင်ချိုင်းကူကြီးကိုလည်းသူတို့ရွာနာကဖျားရှိခိုးချောင်းကလေးပမာစိတ်ထဲတွင်မြင်ရောင်လာသည်ဘိုးချုပ်တွေဟာဘွယ်တူးကုံတူးတွေရတယ်ဆိုရင်သူတို့တိုက်ခဲ့တဲ့တိုက်ပွဲရဲ့ညမဲကလေးတွေယူတတ်ကြတယ်ဟုတ်တယ်ငါလည်းစစ်ဘိုးချုပ်ကြီးဖြစ်ခဲ့ရင်အင်ဂျီစတီရိုဂျီရွာကလေးရဲ့အမိကိုယူရမယ်စစ်သူကြီး Lord Hamilton Water Off, InEstog, VC, KG, GCB, GCSI ဆိုတဲ့ဘွဲကိုယူရမယ်။ဘီယမာကြီးစီမှာ စုတစိုက်တော်ကိုလက်ခံရမယ်။အဲ့ဒီအခါကျရင်ငါလဲအိမ်ဆောင်ကြလောက်ရော်မယ်။သို့ရာရင် သူ့တက်သက်တွင်မိမရတော့မည်ဟုသူမထင်တော့။ရနေလဲ HE မိမဇူလီတို့လိုမိမမျိုးကိုသာလိုချင်သည်။ HD ဇူလီကိုကပူးမှပြန်လွှတ်တဲ့နီးဟုသူထင်သည်။ကပူးမျိုးတဲတွင် ကာလာဝမ်ယောဂါတွေဖြစ်နေသည်မဟုတ်လော။ ဗုဒ္ဓဟူးနေ့အက်ရှင်တွေ့လျင်ထိုအကြောင်းကိုတတိပေးရအောင်မည်